ပြည့်ဝချက်ပြောရရင်တော့ဒီလိုမမအဲကျောင်းရင်မြန်တော့ကဆရာရေးထတာကွာနှစ်ပိုက်ပဲရေးရတယ်အဲတော့ဆရာမျိုးသမီးကမဆုသူကလည်းကြပြားလေးသချင်းတွေသူကရေးတယ်သူကအဲ့ဒါကိုကြည့်ပဲပြောတပိုက်လူသေးတယ်လေကျောင်းရင်မြန်စာသားပါဖို့လူတယ်လေးတယ်ဆိုတော့တပိုက်ဆိုတော့သူပြောတော့မှအော်အဲ့ဒါဆိုတပိုက်ထက်လိုက်မယ်ဆိုအဲ့တော့သူပြောလို့ပိုပေါက်သွားတယ်ထင်ပါသူကပါဆိုအဓိကကြားတဲ့ဇက်ကားရဲ့နာမည်က မပါသေးဘူးဖြစ်နေအဲ့ဒါောင်းရင်မြန်ဆိုတာကြီးကိုတချင်းထဲမှာထည့်ရေးဖို့ကခက်နေတာပေါ့နော်မရေးဘူးဆိုပြီးတော့ပဲအချမ်းနှစ်ပိုက်လောက်လိုက်တာဒါပေမဲ့နောက်ကျတော့ဒီဟိုသားပဲတော့ဒောင်းရင်မြန်ဆိုတော့ဒောင်းရင်မြန်လည်းတက်နေမှာအဲထည့်ရေးကြီးမယ်ဆိုပြီးတော့အဲ့တစ်ပိုက်လေးရေးလိုက်တယ်အဲ့တော့တခါကြီးကျတော့ကုသိုလ်ကံပေါ့နော်ဘေးကနေပြီးတော့သူကမထင်မပဲပြောလိုက်တာလေးကအဲပြန်ပြီးတော့ရေးလိုက်ပြီကောင်းသွားတယ်ပေါ့နော်အဲ့ဒီသဘောဖြစ်ပါတယ်ဒီခက်ကတချင်းတွေလေးနဲ့လုံအောင်ကြည့်လို့ရှိရင်တိတ်မကြိုက်ကြတော့ဘူးလေ နည်းနည်းပေါ့ပေါ့ရေကိုပြန်ပြီးတော့ကျင့်နေပါဗျ။အဲ့တော့ဒီလိုပေါ့ဆရာတို့ကတော့လူကြီးတွေဆိုတော့အသက်ကလည်းကြီးပြီးတော့60ကျော်ပြီ61လောက်ဆိုတော့အဲဟိုလူကြီးဆန်တဲ့သာသားမျိုးကရေးတတ်တော့တာပေါ့နော်ရေးတတ်တော့လူငယ်ဆန်ဒီလိုပေါ့ပေါ့ပေါ့ fancy လေးတိတ်မရေးတတ်ဘူးလေရေးတတ်တော့အော်အဲ့တော့ဇက်ဝင်ဒေးတွေနဲ့ကြာနေတယ်လေးပို့လိုက်တာပေါ့ဘာတော့ဟို pop sound နေတဲ့ဆာလို့ရှင်ဇက်ကားတွေထဲမှာကြာတော့ဟိုဒီဇက်တွေရေးထားတဲ့ဆရာတွေကလည်းဆရာတို့အသက်ရွယ်တွေပေါ့နော်ဆိုတော့ အဲဒီဇက်ကားတွေရဲ့တည်ဥဆောင်မှုတွေနဲ့ဇက်ကောင်တွေရဲ့ဇယိုက်တွေကြတော့ဆရာတို့ရေးတာနဲ့ပို့ပြီးတော့အဲဟိုနည်းနည်းညီညွတ်တာဟိုလူကြီးလည်းဖြစ်တယ်အဲတော့လေးနက်မှုလည်းပါတယ်နောက်ပြီးတော့သင်းဂီတာမျိုးစားကလည်းအရန်ကြီးပေါ့မဆန်တဲ့အခါကျတော့ကိုနိုင်နေတဲ့ဘောင်ထဲမှာဆိုတော့ထိထိရောက်ရောက်လေးတချို့ဇက်ကားလေးတွေမှာပို့ဖြစ်သွားတာပေါ့နော်ဒါကြောင့်မို့လို့အဲဒီတက်ကြိုက်တဲ့သင်းလေးတွေပေါ်လာတယ်လို့ထင်ပါတယ်အဲအဲ့ဒါလည်းကိုစိုင်းတော့လက်တုံးတွေကဇလန်းတွေတွေစားတာ ဆိုင်းတော့လာဝေးထက်ဆိုရယ်လေအဲ့ခေတုန်းကကြတော့အခုခေတ်လို Facebook တို့ဘာတို့ကနေပြီးတော့တေချာမကြော်ညာလို့เนาะကြော်ညာအဲ့တချင်းလေးဆိုလဲပေါက်နိုင်တာဗောနော်အဲ့ချင်းလေးတွေကောင်းတယ်နောက်တစ်ခါဂျူရယ်ဆိုရယ်ဟိုဟာဗာလဲပန်းနုသွေးလာပါလေအဲပန်းနုသွေးဆိုလဲအဲကြိုက်တယ်အဲ့မှာအဲ့တော့ပြောရလို့ရှိရင်ဒီဇလန်းရဲဇက်ဝင်တင်းမှာပထမဆုံးတချင်းရေးပြတာလဲအဲဆရာပါပဲဗောနော်ဘာဖြစ်လို့ဆိုတော့အဲ MRD ဖို့မှာတခြား program တွေလုပ်နေတဲ့ သူတို့ကဇလန်းတွဲစရိုက်တဲ့အခါကျတော့ပထမဆုံးဇလန်းတွဲမှာရေးခွင့်ရတဲ့အတွက်ဝန်တာတယ်အဲ့အချင်းလေးရလဲစိုင်းတော့လောက်ကပြီးတက်လဲနှစ်တက်တဲ့အတွက်ကြောင့်မလို့ကိုဟိုရေးသားမှုကိုအတိမတ်ပြုခံတဲ့အတွက်ကြောင့်မလို့နော်ဝန်တာပါတယ်အဲ့တော့ဒီနေ့ထီလဲလိုက်ဖက်တဲ့အဲတချင်းလေးတွေဆိုရင်တော့အဲကြိုးစားပြီးတော့ရေးလျက်ပါဒီ ဖြစ်ဆုံးသူရဲ့အထုပ်ပတ်တီပေါ့နော်ဒီကားကြီးကရိုက်ထားလဲကြာပြီအချင်းလဲကျွန်တော်တို့တွေအဲကျွန်တော်ကရေးတယ်ကိုထက်က music အဲတီးတယ်အဲ့တော့ဟိုကိုထက်နဲ့အဲကျွန်တော်နဲ့ကส่งခဲ့တာတော့များပြီဟိုဟာ NG ရဲ့ပါလဲလို့တစ္ဆာစုတ်တယ်ဟောတစ္ဆာစုတ်တယ်တော့လည်း NG ဆိုတဲ့ theme song လေးကိုကိုထက်ရေးတယ်နောက်တစ်ခါသူကိုယ်တိုင်ဆိုတာအဖြူအောင်တက်ကြတယ် နော်ဖြူအောင်တက်ကြတဲ့ရှင်လေးလည်းအဲ့တော့အပြုံစကားလေးလည်းအောင်မြင်တယ်နော်အဲ့အဲ့အဲ့ဟာမှာကိုတက်ကိုတိုင်းဆိုတယ်တီးတယ်ဆရာရေးတယ်ပေါ့နော်အဲအဲ့တော့ဒီကြားထဲမှာအဲဇဝင်တီးတွေဟိုအများကြီးပဲကြီးပြစ်ရေးပြပါတယ်နော်လင်္ကာဘုလောက်လောက်ဖြစ်တယ်အဲ့တော့အဲ့ထဲအခုဒီတချင်းလေးကတော့ပြောလို့ရှိရင်တော့အဲအားရတယ်အားရတယ်ဆိုတာနောက်တစ်ခုကသူနဲ့ဆရာတို့ကဟို music ကို မြန်မာဝိုက်ရှော့သဘောမျိုးလေးတရားတရားအဲအတွေ့အကြုံတွေဖလှယ်ရတာပေါ့အဲ့တော့ဒီဒီဒီသချင်းမှာဆိုလဲအဲသုံးတဲ့ call လေးတွေအဲအဲ့ဒါမျိုးလေးတွေဆိုရင်လဲသူတို့တစ်ခုပြီးတစ်ခုမတူတာလေးပေါ့တဘုံနဲ့တဘုံမတူတာလောက်တာပေါ့နော်အဲ့တော့အမှုမြာဖန်တီးမှုရာအားရတယ်ပေါ့နော်အားရတဲ့အပြင်ကို तू ကဒီမှာကျတော့ဘာဖြစ်သွားလဲဆိုတော့အဲပင်းတရားမှာဆရာတက်တို့ကရိုက်တယ်ရတဲ့ခါကျတော့သူကဇက်ဝင်ကန်းတစ်ခန်းမှကျတော့တချင်းတစ်ပုတ်ထပ်ပြီးတော့လိုတယ်ပေါ့နော်တင်းဆောင်မဟုတ်ဘဲနဲ့လိုတယ်တဲ့တချင်းအောင်းတစ်ပုတ်လောက် ခုတ်ပြီးသားတခြင်းတွေတရားသုံးပါဆိုတော့ဆရာသူတို့တခြင်းအဟောင်းမသုံးသေးရင်တော့ရတယ်လို့အစ်စ်အမြန်ပဲလုပ်ဝေးမယ်ဆိုပြီးတော့သူတို့ကအဲ့အချိန်မှာညဘက်ရိုက်နေတယ်ဂီတာနဲ့မင်းသားနေပြီးတော့ဆိုဖို့တခြင်းလေးကိုအဲ့ဒါနဲ့သူနဲ့အမြန်ရေးလိုက်တယ်ပေါ့နော်အဲ့တခြင်းကတော့ဒီကားထဲမှာပါပါတယ်အချစ်ကြောင့်လားမင်းကြောင့်လားဆိုတဲ့တခြင်းလေးကအဲသူနဲ့အဲဆရာကော်ရက်ဘိုက်လေးရေးတယ်သူကဘတ်စ်ရေးရေးပြီးတော့အဲ့ဒါကိုအဲဆိုပြီးတော့ဟိုမှာပေးလိုက်တယ်ပြီးလိုက်တဲ့ခါကျတော့လည်းအဲဒီ အဲတီဥဆောင်မင်းသားရဲ့အဲခန်းစားချက်နဲ့ကြိုက်တော့အဲ့တခြင်းလေးလဲအဲတွင်းပြီးတော့အဲ့ဇာကားထဲမှာပြေးဆိုင်လာတော့ကိုထက်ဆိုတာလေးလုံးချက်မှာပါတာပါနော်ဒီဇာကားထဲမှာပါတယ်ဆရာရဲ့စောင့်မှုတခြင်းတွေကဟိုကျွန်တော်တော့ပေါ့နော်ကျွန်တော်အမြင်နဲ့ပြောမှာဆိုလေးနဲ့တည်းပြောပေါ့တခြင်းကော့ဖွဲ့ပြီးပုံလေးဆာသားတလုံးချင်းစီရေးထားတဲ့ဆာသားတွေရဲ့ပြင်းအားတွေကအဲရမ်းလေးနဲ့ပါတယ်အဲ့တော့ဟိုကျွန်တော်ကိုယ်တိုင်း ဆရာအဲ့လိုဒီဖို့ကျွန်တော်လာပေးရတဲ့အချိန်နေဆိုရင်လည်းကျွန်တော်လည်းအဲ့လိုဒိန်းနဲ့နဲ့ဖျက်အောင်ပြူတာပြီးတော့အကောင်းဆုံးဒီပါတယ်ဆိုတဲ့ခါကျရင်လည်းအဲ့လိုပါပဲတခြားတစ်ချိန်တစ်ချိန်တော့ပြူတာပြီးတော့ဆိုရင်ဒီပြန်လောက်ဖြစ်ပါတယ်ဟုတ်ဒါပေမဲ့ဒီခက်ကတချင်တွေလင်းတဲ့လုံဝကြီးလို့ရှိရင်တိတ်မကြိုက်ကြတော့ဘူးလေ။လည်းလည်းပေါ့ပေါ့ရေကိုပြန်ပြီးတော့ကျင့်နေပါဗျ။ ဲ့တော့ဒီလိုပေါ့ဆရာတို့ကတော့လူကြီးတွေဆိုတော့အသက်ကလည်းကြီးပြီးတော့60ကျော်ပြီ61လောက်ဆိုတော့အဲဟိုလူကြီးစံတဲ့သာသားမျိုးပဲရေးတတ်တော့တာပေါ့နော်ရေးတတ်တော့လူငယ်စံဒီလိုပေါ့ပေါ့ပေါ့ fancy လေးတိတ်မရေးတတ်ဘူးလေရေးတတ်တော့အော်အဲ့တော့ဇက်ဝင်ဒေးတွေလည်းကြောင်းလည်းလေးပို့လိုက်တာပေါ့ဘာတော့ဟို pop sound နေတဲ့စားလို့ရှိရင်ဇက်ကားတွေထဲမှာကျတော့ဟိုဒီဇက်တွေရေးထားတဲ့ဆရာတွေကလည်းဆရာတို့အသက်အရွယ်တွေပေါ့နော်ဆိုတော့အဲဒီဇက်ကားတွေရဲ့တည်ဥဆောင်မှုတွေနဲ့ ဇက်ကောင်တွေရဲ့ဇယိုက်တွေကကြတော့ဆရာတို့ရေးတာနဲ့ပို့ပြီးတော့အဲဟိုနည်းနည်းညီညွတ်တာဟိုလူကြီးလည်းဖြစ်တယ်အဲတော့လေးနက်မှုလည်းပါတယ်နောက်ပြီးတော့သရှင်ဂီတာမျိုးစားရလဲအရန်ကြီးပေါ့မဆန်တဲ့အခါကျတော့ကိုနိုင်နေတဲ့ဘောင်ထဲမှာဆိုတော့အထီထီရောက်ရောက်လေးတချို့သက်ကားလေးတွေမှာပို့ဖြစ်သွားတာပေါ့နော်ဒါကြောင့်မို့လဲအဲဒီတက်ကြိုက်တဲ့ရှင်လေးတွေပေါ်လာတယ်လို့ထင်ပါတယ်အဲအဲ့ဒါလဲကိုဆိုင်းတော့လက်တုံးတွေကဇလန်းတွေတွေစားတာဆိုင်းတော့လက်ဝိထက်ဆိုတယ်လေအဲ့ခေတ်တုန်းကကျတော့ အခုခေတ်လို Facebook တို့ဘာတို့ကနေပြီးတော့တိကျမကြော်ညာလို့တော့ကြော်ညာအဲ့တချင်းလေးတွေဆိုလဲပေါက်နိုင်တာဗောနော်အဲ့ချင်းလေးတွေကောင်းတယ်နောက်တစ်ခါဂျူရဲဆိုတော့ဟိုပါလဲပန်းနုသွေးလာပါလေအဲပန်းနုသွေးဆိုလဲအဲကြိုက်တယ်အဲ့မှာအဲ့တော့ပြောရလို့ရှိရင်ဒီဇလန်းတွေဇက်ဝင်တေးမှာပထမဆုံးတချင်းရေးပြတာလဲအဲဆရာပါပဲဗောနော်ဘာဖြစ်လို့ဆိုတော့အဲ MRD ဖို့မှာတခြား program တွေလုပ်နေရင်လည်းသူတို့ကဇလန်းတွေစရိုက်တဲ့အခါကျတော့ ပထမဆုံးဇလန်းတွဲမှာရေးခွင့်ရတဲ့အတွက်ဝမ်းသာတယ်အဲ့အချင်းလေးကလည်းစိုင်းတော့လောက်ကပြီးတက်လဲနှစ်တက်တဲ့အတွက်ကြောင့်မလို့ကိုဟိုရေးသားမှုကိုအတိမတ်ပြုခံတဲ့အတွက်ကြောင့်မလို့နော်ဝမ်းသာပါတယ်အဲ့တော့ဒီနေ့ထီလဲလိုက်ဖက်တဲ့အဲတချင်းလေးတွေဆိုရင်တော့အဲကြိုးစားပြီးတော့ရေးလျက်ပါအဲတချင်းလေးကတော့ဟိုပါတော့အဲတိဝက်ချက်ပြောရရင်တော့ဒီလိုမမအဲတောင်းရင်မြန်တော့က ဆရာရေးထတာကနှစ်ပိုက်ပဲရေးရတယ်အဲတော့ဆရာမျိုးသမီးကမဆုသူကလည်းကြပြားလေးတချင်းတွေသူကရေးတယ်သူကအဲ့ဒါကိုကြည့်ပြီးတော့တပိုက်လူသေးတယ်တဲ့ကောင်းမြန်မြန်စာသားပါဖို့လူတယ်လေးတဲ့ဆိုတော့တပိုက်ဆိုတော့သူပြောတော့မှအော်အဲ့ဒါဆိုတပိုက်ထက်လိုက်မယ်ဆိုအဲ့ဒါသူပြောလို့ကိုပေါက်သွားတယ်ထင်ပါသူကပါဆိုအဓိကကြားတဲ့ဇကာရဲ့နာမည်ကမပါသေးဘူးဖြစ်နေအဲ့ဒါကောင်းမြန်မြန်ဆိုတာကြီးကိုတချင်းထဲမှာထည့်ရေးဖို့ကခက်နေတာပါ ရေးဘူးဆိုပြီးတော့ပဲအခြားနှစ်ပိုက်လောက်လိုက်တာဒါပေမဲ့နောက်ကျတော့ဒီဟုတ်သားပဲတော့တောင်းရင်မြန်ဆိုတော့တောင်းရင်မြန်လည်းတက်တယ်ဒီမှာထည့်ရေးကြီးမယ်ဆိုပြီးတော့အဲ့တစ်ပိုက်လေးရေးလိုက်တယ်အဲ့တော့တစ်ခါကျတော့ကုသိုလ်ကပါနော်ဘေးကနေပြီးတော့သူကမထင်မပဲပြောလိုက်တာလေးကပြန်ပြီးတော့ရေးလိုက်ပြီးကောင်းသွားတယ်ပေါ့နော်အဲ့ဒီဘောဖြစ်ပါတယ်သူကြောင့်ပေါ့ပြောပြောကြပါတကယ်လည်းအဲဟုတ်ပါတယ်ဟိုဘာသောအနုပညာတစ်ခုအောင်မြင်ဖို့ကကြတော့အဖက်ဖက်ကလိုတာလေ အဲဆိုတဲ့သူတွေကလည်းအဲဒီကားတော့အဲဒီတော့ဆိုရင်တော့သူ့ထက်ရဲ့နောက်တစ်ယောက်လာတဲ့ထားရဲ့ဆိုတာပေါ့နော်အဲ့တော့သူတို့ကလည်းကြိုးစားတယ်နောက် future lucky hand ကလည်းအဲ့ဟိုကတီးတာကောင်းတယ်ကိုစရာမင်းဆိုလည်းတီးတာအရင်ကောင်းတယ်ကိုအောင်သူတို့တွေတေချာလေးတီးတော့အဲ့တော့အချိန်ကာလလည်းဟိုပြည့်သက်အာယုဆိုင်နေတဲ့အချိန်လေးလည်းဖြစ်တာပေါ့နော်ဒါကြောင့်နောက်ပိုင်းကျတော့ပြည့်သက်တွေလည်းဟိုဟိုအနေထားမျိုးမျိုးကြောင့် ါတည်းသူတို့လည်းအဲ့တော့အောင်မြင်ဖို့ဆိုတာတော့တော်တော်လေးတွေအကြောင်းပေါင်းစုံပါပေါ့နော်ကိုကလည်းကောင်းကြိုးစားရေးဖို့လိုသလိုခုနပါဝင်ဖန်တီးကြတဲ့သူတွေရောအားပေးကြတဲ့သူတွေရောအားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်ကတော့အဲ့လိုတချင်းကိုယ်တိုင်လည်းဖန်တီးရည်လို့ဖြစ်တဲ့အတွက်ဟိုဘယ်တချင်းကြိုက်ဆုံးလဲလို့ကျွန်တော်ကတော့မရှိဘူးတချင်းအားလုံးကြိုက်ပါလေဟုတ်အဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအများအားဖြင့်ကျွန်တော်တို့က မျိုးစစ်လုပ်တယ်လို့ရင်ဒီတမျိုးပြောင်းရေးကြည့်မယ်နောက်နေ့တမျိုးပြောင်းရေးကြည့်မယ်ဆိုတော့အားလုံးကအဲခုအတွက်ကတော့တံပိုးတမျိုးမျိုးတော့ရှိနေတာနော်ဆိုတော့ဒီတပုတ်ကိုကြိုက်တယ်လို့ပြောရင်ဟိုတပုတ်တွေအတွက်အားနာဖို့ကောင်းတယ်အဲအဲ့ဒါကြောင့်အဲ့ဒါကြောင့်အကုန်လုံးကြိုက်တယ်လို့ပြောရတာဖြစ်မှာ